သိန်းလေးထောင်ကျော်လက်ဇရီကားကြီးဝယ်ဖို့ဝတ်သွားတဲ့ဖက်ရှင်ကြောင့်လူပြောများနေတဲ့နေမျိုးအောင် MSL ပရိသတ်များအလုံးမင်္ဂလာပါရှင်ပရိသတ်များရှင်ဤမျိုးအောင်ကနေပရိသတ်တွင်အားပေးမှုခိုင်မာရရှိထားကတခိတခါရဲ့ဒိတ်ဒိတ်ကျဲတွေတဲကတယောက်ပါဒါပြင်အသက်ရွယ်ရလာတဲ့အချိန်မှလည်းဤမျိုးအောင်နဲ့ဇနီးဖြစ်သူတို့ရဲ့နေထိုင်မှုပုံစံကပရိသတ်တွေအတွက်သဘောကျစရာဖြစ်နေတာပါဇနီးဖြစ်သူအားပြင်းစိန်ဆိုရင်လည်းစကားပြောပွင့်လင်းကရှိုးတာတာကြောင့်ချစ်ခင်မှုတွေအပြည့်ရရှိနေတာပါဒါပြင်ဤမျိုးအောင်တို့ကကြီးကြီးတက်ကိုချမ်းသာကြွယ်ဝကြတာပါပကံမျိုးမှာဆိုရင်လည်းဟိုတယ်ကြီးတွေပိုင်ဆိုင် လို့စိုက်ပျိုးရေးခြံတွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်မို့လို့ပြီးခဲ့တဲ့ရက်မှာနေမျိုးအောင်နဲ့အာပြေစိန်တို့က2024ခုနှစ်ကနောက်ဆုံးထွက်တာတဲ့လက်စရီကားကြီးတစ်စီးကိုသွားဝင်ခဲ့ပါတယ်။နောက်ဆုံးပေါ်ကားကြီးတစ်စီးဖြစ်တဲ့အတွက်သိန်း4000ကျော်တိပေးရပါတယ်။သိန်း4000ကျော်ကားကြီးကိုနေမျိုးအောင်နဲ့အာပြေစိန်တို့ကရှိုးရမှာကိုယ်တိုင်သွားကြည့်ကြတာပါ။ဒါပေမဲ့ပရိသတ်တွေကတော့သိန်း4000ကျော်ကားကိုဝယ်ဖို့သွားတဲ့နေမျိုးအောင်ရဲ့ fashion နဲ့ပတ်သက်ပြီးလူပြောများနေတာပါ။ကားရှိုးရုံကိုသွားဖို့ဝတ်သွားတဲ့နေမျိုးအောင်ရဲ့ fashion ကဘာပကတနာမ ှမပါဘဲရှိုးရှင်းနေကြတာဖြစ်ပါတယ်။နေမျိုးအောင်ကတီရှပ်တစ်ထည်ကိုအောက်ကဘောင်မီအဖြူရောင်နဲ့တွဲပတ်ပြီးဝတ်ဆင်ခဲ့ပါတယ်။ဒါအပြင်အယိုးရှင်းဆုံးဖြစ်နေတာကတော့နေမျိုးအောင်ရဲ့ဖနက်ဖြစ်ပါတယ်။နေမျိုးအောင်ရဲ့ဖနက်ကရေချိုးကမ်းမစီရဲ့ဖနက်ကိုစီးသွားတာပါ။အောက်ခံအဖြူနဲ့အကျန်းစီဖနက်ကိုစီးကတင်း ၄00တန်းနဲ့ကားကိုသွားဝင်ခဲ့တာပါ နေမျိုးအောင်ကဘာပကသနာမှမရှိပဲအခုလိုရိုးရိုးရှင်းရှင်းသာသွားလာတတာပါနေမျိုးအောင်ခုလိုဖနက်စည်းသွားတာကိုဇနီးဖြစ်သူအားပြင်းစင်ကလည်းမသိလိုက်ပါဘူးရှိုးရုံကကားဝယ်တဲ့ပုံကိုတင်လာပြီးမှသာအကျန်းစည်းဖနက်စည်းသွားမှန်းသိသွားတာပါနေမျိုးအောင်ကပကသနာထံလွတ်လွတ်လပ်လပ်နေရတာကိုပိုကြိုက်ပါတယ်ဒါကြောင့်မလို့နေဘက်ပရိသတ်တွေကနေမျိုးအောင်ကိုဆိုရင်တခဲနဲ့ကိုအားပေးကြတာဖြစ်ပါတယ်ဒါအပြင်နေမျိုးအောင်ကအိမ်မနေတဲ့အချိန်မှလည်းပုံလုံးဖောင်းပြီလို့မျိုးနေရထိုင်ရ အဆင်ပြေတဲ့အဝတ်အစားမျိုးကိုသာရွေးချယ်ကဝတ်ဆင်တာပါမျက်နှာမှာဆိုရင်လည်းတနက်ခါရီအပြည့်လင်းကတဘာဝအတိုင်းသာနေထိုင်တတ်တာပါနေမျိုးအောင်နဲ့အပြည့်စင်တို့ကကြီးကြီးတက်ချမ်းသာပြီးမဲ့လေပကသနာရီဂုံတွေကိုဘေးချိတ်ပြီးတော့သာနေတတ်တာပါအပြည့်စင်ချက်ကျွေးတဲ့ငပီရေကျုံနဲ့အာရပါရနေစားပြီးအေးချမ်းတဲ့ဘဝလေးကိုဖျက်ဆီးနေတတ်တာပါဒါအပြင်သူတို့ကိုဝေဖန်နေဆိုရင်လည်းချက်ချင်းဆိုသလိုရှင်းလင်းကပြောတတ်တာကြောင့်တချို့ကတော့ဇနီးဖြစ်သူအပြည့်စင်ကစွာရင်ဆိုပြီးပြောဆိုနေရလဲရှိပါတယ်အပြည့်စင်တို့ကသားဖြစ်သူရဲ့ ကာမလေးဖြစ်တဲ့ Violet ကိုပဲချွေမတယောက်ထပ်ပို့ကမခွဲကြပဲဆက်ဆံပေးတာပါ Violet ကသူတို့ရဲ့အတိုင်းဝိုင်းခြင်းမတူတာကိုလည်းအပြစ်မပြောပဲတင်ပေးစရာရှိတာကိုတင်ပေးတယ်လို့စုံမစရာရှိတာကိုလည်းတေချာလေးတင်ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့လေညီမျိုးအောင်တို့ရဲ့ဘဝနေထိုင်မှုပုံစံကိုသဘောကျကအခိုင်အမာအားပေးနေကြတာပါညီမျိုးအောင်ကသူ့ရဲ့အတတ်ယူနဲ့လိုက်ဖက်တဲ့ character မျိုးကိုရွေးချယ်ကရုပ်ရှင်စကားကြီးတွေတောက်လျှောက်ရှိုက်ကူးနေတာပါ ကြီးကြီးတက်ချမ်းတာပြီးမဲ့ပကသနာကင်းနဲ့ညမျိုးအောင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ၏တင်ပါတယ်ရှင်